မင်္ဂလာပါခင်ဗျာ Listener Heaven Audio Book Channel ကနေပြီးတော့ရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီအခါမှာတော့ Listener Heaven ကနေစီစဉ်ထုတ်ဝေတဲ့ Alice စာစဉ်ဒီထဲမှာဒီဘာလို့လဲကိုတုံးဝင်ကန်သားကြည့်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်လာစဉ်ရေးခဲ့တဲ့ဗျာခန်းသားခြင်းတွေကဒီတစ်ခါဗျာတော်ဘုရားကိုတိုးဝယ်ခန်းသားကြည့်ခြင်း18ကိုဖတ်ပြမှာပဲဖြစ်ပါတယ် ကဗျာတဘုံတဲကိုတိုးဝင်ခန်းသားကြည်ချင်းစက်ခုံကဗျာဆိုတာလူသားတယောက်အတွက်တော့စိတ်ခွန်အားဖြင့်ဓမ္မတန်ဆင်ပါပဲဒါကြောင့်ကဗျာရီတိုးပွားဖို့ပြန်ပွားဖို့ကိုအတတ်နိုင်ဆုံးကြိုးစားပြီးလှုပ်ဆောင်ပေးတင်ပါတယ်ကွယ်လွန်သွားပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့ကဗျာဆရာကြီးမောင်အောင်ပွင့်ကတော့ကဗျာသာသနာပြုကြဆိုပြီးတော့တိုက်တွန်းသွားပါတယ်ဆရာပွင့်နဲ့ပတ်သက်ပြီးတော့မှတ်တရရှိနေတာက သူ့ရဲ့အသက်ဘူးဆိုတဲ့ကဗျာလေးပါကဗျာလေးကဒီလို ဘဝခရီးပေါ်ရင်မနက်ခင်းလမ်းလျှောက်ပေါ်ရင်ဒုငငယ်ကငါပြောတကားမင်းမှတ်မိလားမင်းမဲ့နိုင်ငံဆိုတာရောက်တော့မယ်မင်းမရှိတော့ရင်ငါဘလို့နေကြံမလဲမင်းမရှိရင်ငါမရှိတော့ဘူးဒါကကျွန်တော်တော်တော်လေးကြွေခဲ့ရတဲ့ကြပြလေးပါတိုက်တိုက်ဆိုင်ဆိုင်ပဲဆရာပွင့်ရင်စနီးလူမတောင်စလဲဖြူဟာဆရာတက်အရင်တေးဆုံးသွားခဲ့တယ်လို့ဇနီးတယ်ဆုံးပွားပြီးမကြခင်မှာပဲဆရာလေးမင်းမဲ့နိုင်ငံမှာမနေနိုင်တော့တာကြောင့်ဇနီးတယ်နောက်ကိုလိုက်သွားခဲ့ပါတယ် ဆရာမောင်အွင့်အကြောင်းကိုစပြောနေလို့ကျွန်တော်ဒီတကခံစားကြည့်မှာကဆရာပွင့်ကြပြာလို့ထင်မနေစေချင်ပါဘူးဆရာကြပြာကိုမခံစားပြသေးပဲနဲ့ဘာကြောင့်များဆရာအကြောင်းထည့်ပြောရတာလဲဆိုရင်ကြပြာသာသနာပြုကိစ္စကြောင့်ပါတကယ်တော့ကျွန်တော်အနေနဲ့ကြပြာအလုပ်တချို့ကိုနိုင်တဲ့နေရာကနေလုပ်နေတယ်ဆိုတာကြပြာသာသနာပြုနေတာပါဒါကြောင့်ကြပြာနဲ့ဝေးနေသေးသူတွေအတွက်ကြပြာဆိုတာဒီလိုခံစားရတယ်ဆိုတာသိပြီးတော့ ကြပြားတွေကိုချစ်တက်လာအောင်ကြပြားအစ်စ်တွေဆိုတာဒါရီပါလာဆိုတာတိလာအောင်ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ဒီနေရာမှာစကားဆက်မိလို့ပြောရမယ်ဆိုရင်ရုပ်ရှင်မှာလဲပေါ်လောကရှိတယ်လို့ကြပြားမှာလဲပေါ်ကြပြားလောကဆိုတာတသက်ကိုရှိပါတယ်။ပေါ်လောကရဲ့အုပ်ဆောင်တွေကဘသူတွေလဲဆိုတာကိုတော့ပုဂ္ဂိုလ်ကြီးတွေပါလာတာကြောင့်ဒီနေရာမှာကျွန်တော်ပြောဖို့အစီအစဉ်မရှိပါဘူး။ဘသူတွေဖြစ်တယ်ဆိုတာသိကြရင်တော့ကိုရိုင်းသာနည်းနည်းပါးပါးစူးစမ်းပြီးတော့ရှားပွေကြည့်ရင်တွေ့မှာပါ။ ကဲကျွန်တော်တို့ရဲ့ခံစားခြင်းလေးကိုဆက်ကမယ်ဆိုရင်တော့ဗျာဆရာဒီမှာမကောင်းတဲ့အကျင့်တချို့ရှိပါတယ်အခုပြောမယ့်အကြောင်းကကျွန်တော်အတွေ့အကြုံကနေဖြစ်လာတာကြောင့်ကျွန်တော်ရဲ့တကူရီအယူအဆပဲဖြစ်တယ်ဆိုတာအရင်ဦးဆုံးပြောထားပါရစေကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်မှာမကောင်းတဲ့အကျင့်တကူကိုကျွန်တော်ရှာတွေ့ခဲ့ပါတယ်အားလုံးလို့မစိုးလို့ပြီးမဲ့တချို့တလေကတပည့်မွေးတာဆရာခံတာဆိုတဲ့အကျင့်ရှိကြပါတယ်နောက်တစ်ခုကနောက်ပေါက်ကောင်လေးတွေကတို့ဩတာမကင်းကြဘူးကြီးမိနေကြတာပါကျွန်တော်တခါကြုံမှုတာလေးပြန်ပြောပါမယ် တခါတော့ကျွန်တော်ကကြပြားတပုတ်ကိုရေးပြီးတော့ line ပေါ်တင်လိုက်ပါတယ်အဲ့ဒီကြပြားကကျွန်တော်ရေးထားတာတစ်နှစ်လောက်ရှိပါပြီ line ပေါ်လည်းအရင်တစ်နှစ်လောက်ကတင်မှုပါတယ်ပြဿနာဖြစ်ကျင်တော့ကျွန်တော်ရဲ့ရှေ့မျိုးဆက်တယောက်ကကျွန်တော်စာသားတွေကသူ့ကြပြားစာသားတွေနဲ့တူတယ်ပြောပါရောဒီတော့ကျွန်တော်ကတက်တီတာရကတွေဘာညာတွေရှင်းပြတော့သူ့စာသားကျွန်တော်နဲ့တူနေတာဖြစ်နေရောသူကတော့ရှင်းချသွားပြီမဲ့သူ့လူတွေကကျွန်တော်ကပဲခိုးသေးရောရောစာရှည်ကြီးတွေနဲ့ရှောက်ပြောသေးတာအဲ့ဒီတွေကကျွန်တော်နားလေသွားတာကတော့ ဒီကောင်တွေကငါပေါ်ရီဆိုတာပါပဲထားပါကျုံလုံးလေးဒါအတင်းတုတ်တာပါကျွန်တော်တို့ရဲ့ရှေးမျိုးဆက်ဆိုပြီးတော့ပြောတော့ရှေးစစ်နောက်စစ်တွေတော့မဟုတ်ပါဘူးအဲ့ဒီရှေးမျိုးဆက်တွေတဲမှာကိုက ကိုတိုးနောင်မို့ကလူငယ်လက်တစ်တွေကိုစင်ပေါ်ဆွဲခေါ်တတ်သူတခြားသူတွေလည်းရှိပေမဲ့ကိုတိုးနောင်မို့ကတော့အဲ့လိုလူငယ်လက်တစ်တွေကိုစင်ပေါ်ဆွဲတင်တဲ့နေရာမှာထင်ရှားပါတယ်ဆွဲခေါ်လုံးလို့လည်းအထာမထားတတ်တဲ့နောက်ပေါက်ကောင်းတချို့ရဲ့မတီလေးစားပြုတာကိုလည်း ုက္ခများခံစားတော့ရရှာပါတယ်။ကြပြားစရာတိုးနောင်မိုးလို့ပြောလိုက်ရင်သူနဲ့တွဲပြီးတော့တည်နေမှာကရှင်ခွဲကြပြားပါ။ကြပြားကောင်းလို့တော့လူတော်တော်များများလည်းအလွတ်ရကြတယ်လို့ကြပြားစရာကိုယ်တိုင်လည်းမကြမကြရွတ်တက်တဲ့ကြပြားပါ။ကြပြားတည်လို့ပါ။ရှင်ခွဲညရည်တယ်လွန်လိုက်တာနှင်းမြက်ကခိုးနားထောင်မှာဆိုလို့အိမ်မက်တွေမောမောတောင်းရင် ရင်ကုန်ဖို့ထိတ်လန့်နေရသူပါမျက်လုံးတွေမှိတ်မိရတဲ့အခါအမြဲတမ်းလွမ်းစိမ့်နေတော့ညတဲ့ညတိုင်းကတင်နဲ့ကြောနဲ့ကက်ဒီလိုနဲ့ဝေးရတော့မှလားချစ်ချစ်ပေါအောင် စုပ်ထားတဲ့ချစ်ချင်းတွေဝေးပြင်းနေဟစ်အော်ပြေးနေရတကယ်ဆိုအချစ်ကန်ခေသူရဲ့ညီကောင်ဟာဒီလိုပဲခွဲခွာခြင်းကို စေးထဲလို့မရဘူးလားကွယ်ဒုံအောင်မိုးယနေ့တမေ2000ပြည့်နှစ်ကပြားရဲ့ပထမပိုက်ကိုတော့ကပြားဆရာကသူ့ရဲ့အလွမ်းတေးကို ဖောက်ဖွာလေးရွက်လိုက်ပါတယ်ညရီတဲ့လွမ်းလိုက်တာနှင်းမြစ်ကခိုးနှားထောင်မှာဆိုလို့အိမ်မက်တွေမော့မော့တောက်ရင်ရင်ခုန်မှုထိတ်လန့်နေရသူပါတဲ့နှင်းဆိုတဲ့ကောင်မလေးကိုညာကြီးမင်းကြီးလွမ်းနေတဲ့ကပြားဆရာကျွန်တော်တို့တွေတကူးခုကိုအေးရေးကြီးထထုတ်ပြီးဆိုရင် ညာကြီးမင်းကြီးဘလို့ဖြစ်နေတာလဲမနေ့ကျမှလောက်ပါလားဘာညာနဲ့အပြောခံကြရပူမှာပါခုလဲကပြားဆရာက နေ့ကိုညာကြီးမင်းကြီးထလွမ်းနေပါပြီလွမ်းတာတော့မှကြည်ကြည်မလွမ်းရဲရှာတဲ့ကပြားဆရာ သူ့လွမ်းပြီးပြောဆိုနေတာတွေကို မြစ်ကကိုးနားထောင်မှာဆိုတဲ့အတွက်မဇက်ကနေအတန်ထွက်မလွမ်းပဲနေရရှာသူတနေ့ကျရင်ငါတို့တနေ့ကျရင်ငါတို့ဆိုတဲ့အိမ်မက်တွေပဲမော့မော့တောက်ပြီးဖြည့်စည်ပေးနေရသူ ရင်ကုန်လိုက်တိုင်းရင်ကုန်တန်ထွက်လာတိုင်းတုတ်တုတ်ဆိုတဲ့အစားနှင်းနှင်းဆိုပြီးတော့ထွက်ထွက်လာနေတော့ရင်ကုန်ဖို့ဟိုတော့မှလန့်လာရတဲ့ကြပြစရာမျက်လုံးတွေပိတ်မရတဲ့အခါအမြဲတမ်းလွမ်းစိတ်နဲ့လောင်းညစီညာတိုင်းကတင်နဲ့ကြောနေကဒီလိုနဲ့ဝေးရတော့မှလာဆိုပြီးတော့မေးခွန်းထုတ်လိုက်ပါတယ်အိတ်ဖို့ကြိုးစားကြည့်တယ်အိတ်ဖို့မပြောနဲ့မျက်လုံးတွေကိုတော့မှမှိတ်မရတဲ့ကြပြစရာဘလို့လှုပ်ပြီးတော့ तू အိတ်လို့ရပါမလဲ ပြပြဆရာနှင်းဆိုတဲ့ကောင်မလေးကိုလွမ်းတဲ့စိတ်တွေနဲ့ညာတိုင်းညာတိုင်းလောင်မြိုက်နေတာလေလွမ်းနေရယုံနဲ့ပဲပြီးရတော့မှလားတတော်များမှနေရမှလဲဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရဲ့ဇလက်ဟာအဆုံးတက်ရတော့မှလားမိခွန်းနေမိခွန်းတွေအများကြီးမေးပြီးတဲ့နောက်မှာတော့ကပြဆရာကဒီလိုဆက်ရေးပါတယ်ချစ်ချစ်ပါအောင်စုပ်ထားတဲ့ချစ်ချင်းတွေဝင်းပြင်းနဲ့ဟစ်အော်ပြေးနေရပြီတဲ့ ်ဘယ်လိုအဖြစ်အမှောက်မျိုးဘယ်လိုလောကရံမျိုးတွေပဲနားလားဗျာဆရာကတော့အချစ်တစ်ခုကိုပဲချစ်ချစ်ပအောင်စုပ်ကိုင်ပြီးတော့အားလုံးကိုရင်ဆိုင်ပြစ်ပါတော့မယ်ဒါဟာသူ့ဆုံးဖြတ်ချက်ဒါလောက်ချစ်တဲ့လူတယောက်ကသူ့ချစ်သူနဲ့ဘာကြောင့်ဝေးနေရတာလဲဘာကြောင့်လွမ်းနေရတာလဲကျွန်တော်တို့စဉ်းစားနေတုန်းကဗျာဆရာကဒီလိုလှလှပပလေးကဗျာကိုအဆုံးသတ်လိုက်ပါတယ်တကယ်ဆိုချစ်ကံခေသူရဲ့ဏီကောင်ဟာဒီလိုပဲခွဲခွာခြင်းကိုစေးထဲလို့မရဘူးလားကွယ်တဲ့ ချစ်ကံခေသူတယောက်ရဲ့ဏိကုံးနဲ့ချစ်ကံခေတယ်ဆိုတာဘာလဲအချစ်ဆိုတာဘာလဲကျွန်တော်အရန်ကြွေရတဲ့ဆရာစောစောအောင်စကားငှ300ရဲ့အချစ်ဆိုတာရှုံးလန့်ညုံမောင်းအလိုမကြအောင်ဆောင်းတဲ့မျက်စောင်းလေးလားဘယ်တစ်စစ်ညာတစ်စစ်ချိုးချလိုက်တဲ့လမောင်းတွယ်တွယ်လေးရဲ့အဆုံးမှာကော့ညှို့ပြန်တက်နေတဲ့လက်ဖျားကလေးလေးလားဆလိုက်မီအပြောင်းမှာတစ်ချက်ဝင်းကနေလက်သွားတဲ့ညင်ညွတ်ဝဝလေးလားဒူးကလေးတွေညှို့ပြီးဒူးပေါ်မှာ လက်နှစ်ဖက်တန်းတန်းချလို့ပခုံးလေးပင်ညာလှုပ်လို့သက်စင်အစီပိုင်းကိုအပြေးကလေးထွက်လာတဲ့ဟန်လေးလားအချစ်ဆိုတာမျက်နှာလားကိုယ်လုံးလားအတန်လားဟန်လားအချစ်ဆိုတာအကြောင်းတရားလားအကျိုးတရားမူလားအချစ်ဆိုတာဘာလဲဘာမှန်းလဲတေချာမသိပေမဲ့ကျွန်တော်တို့တွေချစ်ကံခေတတ်ကြပါတယ်။ကြပြားဆရာလည်းအကြောင်းတစ်ခုနဲ့ချစ်ကံခေရှာပါတယ်။ချစ်ကံခေသူတွေအတွက်တော့ဏီကုန်းဟာရှင်ကွဲပါပဲ။ချစ်ပေမဲ့ကွဲနေကြရ ချစ်တော်သူနဲ့ကိုယ်ကိုရခြင်းဟာလေဒုက္ခပဲဆိုပြီးတော့မြတ်စွာဘုရားရှင်ဟောပြောခဲ့ပေမယ့်ကျွန်တော်တို့ကဒုက္ခကိုကြုံမြင်စေဖို့ချစ်မိခဲ့ကြ။ကြပြဆရာကတော့ချစ်ကံခေရှားသူအတွက်တစ်ခုပဲတောင်းဆိုကြတယ်။ဒါတော့ခွဲခွာခြင်းကိုစိတ်ထက်ပြီးတော့ပြန်ကက်အောင်လုပ်လို့မရဘူးလားတဲ့။ခွဲခွာခြင်းကခန္ဓာပေါ်ကအနာတမျိုးဆိုရင်ပြောက်အောင်ပြန်ချုပ်ပေးလို့မရဘူးလားတဲ့။ဟာနေတဲ့အကွဲချောင်းလေးပြောက်အောင်လို့ပြန်စီပေးလို့မရဘူးလားတဲ့။ရခဲ့မယ်ဆိုရင်ပေါ့ စစ်ကံကေသူတွေအတွက်တော့ကောင်းလှတယ်ပါပဲ။ပြန်စာညေဟုတ်ကဲ့အခုလိုအဆုံးတိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ကိုစိတ်နှပြတမ်းမှချမ်းသာကြပါစေ။